ဒီနေ့ကျွန်တော်တို့ရဲ့အတ္တတာမှာပိုးပွားခြင်းကောင်းခြင်းမင်္ဂလာရဖို့အတွက်အရေးကြီးတဲ့အရာနောက်တစ်ခုကပါလဲဆိုကုံတွယ်ခြင်းအမှုကိုပြုရမှာဖြစ်တယ်။ဘုရားရှင်ကတဲ့ကောင်းခြင်းပေးတဲ့အရာတွေကဟိုးအရင်တုန်းကနဲ့အတူတူပဲဝိညာဉ်စိတ်ခန္ဓာလည်းဘာမှမပြောင်းလဲဘူး။အဲ့တော့ဘုရားရှင်အလိုမရှိဘူးဖြစ်တယ်။ဘုရားရှင်ကတဲ့ကိုပေးထားတဲ့အရာတစ်ခုခုအမြဲတမ်းဘုရားရှင်ပိုးပွားစေခြင်း။ကျွန်တော်ရှင်မတဲ့အခန်းကြီး25အပိုင်း26ကနေ29မှာကျွန်တော်တို့ရတယ်။ တထေးတယောက်ကအခြားပြည်ကိုသွားဖို့အတွက်နော်သူ့ရဲ့ငယ်သားတွေကိုတူ50 20 30 80အတိတိအခွင့်တွေကိုပေးထားတယ်50ရရတဲ့သူကလည်းတော့50ကိုအမြန်ရအောင်လုပ်တယ်20ရရတဲ့သူကလည်းတော့20ကိုအမြန်ရအောင်လုပ်တယ်တစ်ဆယ်ရတဲ့သူကျတော့မြေမှာပြုတ်သွားတယ်အဲ့လိုတတိယဟာနဲ့အရန်တော်လာပဲငါရဲ့ပစ္စည်းဥစ္စာတွေကိုမပြောက်အောင်တင်းထားတယ်လို့မပြောဘူးနဲ့စိုးညစ်ကြီးတဲ့ငယ်သားလို့ပြစ်တင်တာဖြစ်တယ် သူ့ဆီကနေရှိတဲ့အရာတွေပါအလုံးလုံးလိုက်တယ်။ပုံမှန်ရှိတဲ့သူကိုကောင်းကြည့်ပေး။ဒါလည်းဖရားရဲ့နေရာမှာဖြစ်တယ်။ကောင်းကင်နိုင်ငံရဲ့နေရာမှာဖြစ်တယ်။ဖရားကကျမတို့ကိုပေးတဲ့စုကျေးဇူးတွေအစွမ်းစားတွေအလုံးနိုင်ခြင်းတွေကျမတို့အရောက်ချင်းဆိုင်မှာထည့်ထားပေးတယ်။အာငါ့ဖရားကဘာမှပေးဘူးဆိုတာမရှိဘူး။ဖရားကအရောက်ချင်းစီတိုင်းမှာအတီးတီးနဲ့ဆိုင်နဲ့မတူညီတဲ့စုကျေးဇူးကိုပေးထားတယ်။အော်တင့်မှာမရှိတဲ့အရာတင့်မှာရှိတယ်။တင့်မှာမရှိတဲ့အရာတင့်မှာရှိတယ်။ သူများနဲ့ compare လုပ်ရမလို့တဲ့ကိုဖရားရဲ့ပေးရတဲ့စုကျေးစုကိုတိုးပွားအောင်လုပ်ဖို့အတွက်အဲ့ဒါကရည်ရွယ်ချက်ဖြစ်တယ်။သူများတွေလုပ်တဲ့အရာသူများတွေဟာလားအောင်မြင်တယ်ဆိုတဲ့အရာသူများတွေကိုအဲ့လိုစုကျေးစုပေးရင်ငါ့ကိုဘာမှမပေးထားဘူးဆိုပြီးတင်းငယ်နေဖို့အတွက်မဟုတ်ဘူး။တဲ့အထဲမှာဖရားရဲ့ပေးတဲ့စုကျေးစုတင်ရှာဖွေဖို့အတွက်ဖြစ်တယ်။ အဲ့ဒီစုဂျေဇူးတွေကိုတတိပြီဆိုရင်အဲ့ဒီစုဂျေဇူးတွေကိုပိုးပွားအောင်လုပ်ရမယ်။ဒါကိုဘုရားခင်ကတချင်းဆိုဖို့အတွက်ခေါ်သလား။အမှုတော်မြတ်ထဲမှာတရားဟောဖို့အတွက်ခေါ်သလား။အာပြီးတော့ဒီလူနာတွေကိုဆွတ်တောင်းပေးဖို့အတွက်ခေါ်သလား။စီးပွားရေးလုပ်ဖို့အတွက်ခေါ်သလား။ဒါဆိုတော့ခုလိုအရာမှာတင့်ကိုခေါ်ရဆိုရင်တင့်ရဲ့ခေါ်ခြင်းတွေမှာတင့်ရဲ့အဲ့ဒီအရာကိုအာသုံးဖို့ကြုံလာတဲ့အခါမှာတော့ဘေးကွာငါစိတ်ကြရတယ်။လူတွေကိုကြည့်စိတ်ပြတယ်ဆိုနောက်နဲ့သွားတဲ့သူက ရားသခင်အဲ့ဒီလူကိုသဘောမကျဘူးဖြစ်တယ်။အဲ့ဒီလူနဲ့တူဘုရားကလက်တွဲပြီးလုံးလုံးလုံးမရဘူး။ဒီနေ့ဖခင်ပေးရတဲ့စုကျေးဇူးတွေအခြေအနေခက်ခဲမှုတွေဘလို့ပဲကြုံကြုံအမြဲတမ်းပြုစုနေရောသူအမြဲတမ်းလှုပ်ဆောင်နေရောသူဖြစ်ဖို့အတွက်လိုအပ်တယ်။ဒါမှဘုရားသခင်အသက်ကိုထပ်ထပ်ပြီးပေးမယ်။သင်တို့တရားဟောတဲ့စုကျေးဇူးဘုရားသခင်ပေးတာဒါပေမဲ့သင်ကတရားဟောချက်တွေလည်းမပြင်းဘူး။အရင်ကတော့ပြင်းနေလို့လုပ်ခဲ့ဒါပေမဲ့အခုတော့ဘာမှမလုပ်တော့ဘာမှ င်လုံချင်တိုင်းစိတ်မရှိတော့အဲ့ဒါသင်ပြင်းကြီးတာဖြစ်တယ်ဒီနေ့ကျမတို့ရဲ့အထဲမှာရပြင်းကြီးခြင်းတွေကိုဖယ်ရှားကျမတို့ကကျမတို့ရဲ့စုကျေစုတွေတိုးပွားဖို့အတွက်ကျမတို့ကလှုပ်ဆောင်နေတော့သူဖြစ်ဖို့အတွက်လို့တဲ့အများနဲ့လှုပ်ဆောင်တဲ့အခါမှာသစ္စာရှိစွာနဲ့တဲ့လှုပ်ဆောင်တဲ့အခါမှာထပ်ပေးမှာကဖယားခင်ကောင်းကြီးပေးမှာကဖယားခင်တိုးပွားစေမှာကဖယားခင်အာမင်ဒါကြောင့်မိတ်ဆွေတဲ့ပြင်းရောသူမလုပ်ပဲနဲ့ကုံတွယ်ခြင်းအမှုကိုလုပ်ရတယ် အမြဲတမ်းတရားပုံမှန်လှုပ်ဆောင်နေတော့သူတစ္ဆာရှိစွာလှုပ်ဆောင်နေတော့သူဖြစ်တယ်ဆိုရင်လှုပ်တဲ့အရာတွေမှန်တယ်များတို့ပွားနာဖြစ်တယ်အာမင်